ဂျမနိုင်းမေထုံရသည်ပွားများအတွက်2025ခုနှစ်နိုဝင်ဘာလ3လစာဟောစတဲ့ကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခြေရေကျမ်းမာရေးငွေကြေးပန်နာရေးအလောက်ကိုင်းတဲ့တန်ဝေးဝန်းကြောင်းပညာရေးစတဲ့အကြောင်းအရာများကိုပြပြစုံစုံတင်ဆက်ပေးထားတာမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။ channel လေးကို subscribe မလုပ်ထားရသေးရင်လည်း subscribe လုပ်ခဲ့ကြပြီးမို့လဲတောင်းဆိုချင်ပါတယ်ရှင်။ ပထမဦးစွာအခြေရင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးလိုပါတယ်ရှင်။ဒီလာအတွင်းမှာဆက်ဆံရေးတွေကိုပုံမှန်ကြိုးစားဖို့လိုအပ်ပြီးတော့စိတ်ရှည်တိခတ်မှုရှိဖို့လည်းလိုအပ်နေပါတယ်။ဆက်ဆံရေးတွေဟာကိုယ့်ဘက်ကနေပြီးတော့ဘလိုမျိုးပြုမှုတုံ့ပြန်ဆောင်ရွက်ဒီပုံမှာမူတည်ပြီးတော့လုံးစုံပြောင်းလဲသွားနိုင်တာမျိုးလည်းရှိနေပါတယ်။ကိုယ်ရေးကိုယ်တာဘဝနဲ့ဆက်ဆံရေးမှာစိတ်ဖြစည်းမှုနဲ့အနှောက်အယှက်ချို့ရှိနေပါတယ်။ဆက်ဆံရေးတွေကိုမစီမံမခံခွဲနိုင်မှာကများစွာအထိကိနိုင်ပါတယ်။ဒီလလယ်ပိုင်းမှာအခြေရင်းနဲ့ဆက်ဆံရေးအတွက်ကောင်းမွန်နေပုံရပြီးတော့ချစ်ချင်းမေတ္တာဆက်ဆံရေးမှာလည်း ခြေသူထံမှအထောက်ပံ့များစွာကိုရရှိနိုင်ပါတယ်။ဂျိုရီရဲ့တရားမှုကဆက်ဆံရေးကိုတိရောက်စွာစီမံခန့်ခွဲရန်ကူညီပေးနိုင်ပါတယ်။လကုံပိုင်းမှာတော့ဂျိုရီကစိတ်ခံစားမှုများကိုလှုံ့ဆော်နိုင်ပြီးတော့လွယ်မနေနိုင်တဲ့ ဒါမှမဟုတ်အတိတ်ကပြဿနာတစုံတရာနဲ့ပတ်သက်တဲ့ကိစ္စရပ်များစွာလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ဆက်လက်ပြီးကျမရင်းနဲ့သဆိုင်နဲ့အကြောင်းအရာများကိုပြပြပေးလိုပါတယ်ရှင်။ဒီလာအတွင်းမှာကျမရင်းကိုထိန်းသိမ်းရန်အတွက်ပုံပုံကောင်းမှုနဲ့ဂျိုအထောက်ပံ့များကိုရရှိနိုင်ပါတယ်။ဒါပေမဲ့လည်းဒီလာရဲ့အစောပိုင်းမှာကျမရင်းကိုတခြားကိစ္စဥပ္ပိပေးလိုအပ်ပါတယ်။အချို့သောကျမရင်းပြဿနာအဟောင်းများပြန်ဖြစ်ပေါ်လာနိုင်သောအကြောင်းဖြစ်ပါတယ်။ကျမရင်းကတဖြည်းဖြည်းထိုးတက်လာနိုင်တော့လဲကျမရင်းနဲ့ပတ်သက်ပြီးတော့အနေငယ်များပေါ်ဆပြီးတော့မနေသင့်ပါ။ကိုယ်ကအစနစ်အနေငယ်အားနည်းနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျိုဥပ္ပိရန်လည်းလိုအပ်ပါ ါတယ်။ကျမအေးမှာဒီလိုမျိုးအတက်အကျအများစွာရှိနေတော့လေဒီလရဲ့နောက်ပိုင်းကာလမှာတော့ပုံပုံကောင်းမွန်တဲ့ဂျိုးထောက်ပန်းကြောင့်အရာရာအဆင်ပြေလာပါလိမ့်မယ်။ကိုကံအားစနစ်နဲ့ခန္ဓာရည်ဆွမ်းရည်တို့ကလည်းအလကုန်ပိုင်းကာလမှာကောင်းမွန်စွာတည်ရှိနေနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးငွေကြေးဗန္ဒာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကိုပြောပြပေးလိုပါတယ်ရှင်။ဒီလအတွင်းမှာလူနေမှုပုံစံကိုအဆင်ပြေမြင့်နေရန်ဖွင့်ရေးများစွာရရှိနိုင်ပြီးအနေကိုယ့်ရဲ့အနေထားကိုတဖြည်းဖြည်းမြင့်နေနိုင်ပါလိမ့်မယ်။ ငွေကြေးကိုအပြစ်တင်ရန်အတွက်လည်းရင်းမြစ်တဲ့တခုကိုရှာဖွေတွေ့ရှိပါလိမ့်မယ်။ငွေကြေးပိုင်းဆိုင်ရာကောင်းသောသတင်းများကိုဆောင်ကျင်းလာနိုင်ပါတယ်။ရေရှည်အတွက်ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ရန်ကောင်းမွန်သောအခြေတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လည်းဒီလရဲ့လေဝင်ကျင်မှာတော့မမျှော်လင့်မဲနဲ့ကုန်ကြမ်းစိတ်များကြောင့်ငွေငွေပေါ်ပြားချို့လည်းရှိလာနိုင်ပါတယ်။ဒီကာလအတွင်းရင်းနှီးမြှုပ်နှံမှုအသင်းများပြုလုပ်ခြင်းသို့မဟုတ်ငွေကြေးဆိုင်ရာကလေးကူပြုမှုများကိုအလေးစလိုပြုလုပ်ခြင်းမှာချောင်ကျင်းမှာဒီလရဲ့နောက်ဆုံးတစ်ဝက်မှာတော့ဘန်နာရေးအနေထားကိုတဖြည်းဖြည်းခိုင်မာလာစေရန်စွမ်းဆောင်ပေးနိုင်ပါတယ်။သို့တော်လည်းပေါ်ဆောင်မှုက တိုးတက်မှုလားလာများကိုထိခိုက်စေနိုင်သောကြောင့်သတိထားပေးပါခိုင်မာသောဗန္ဒာရေးစီမံကိန်းချမှတ်ခြင်းများကအတားအဆီးများကိုဖယ်ရှားရန်နှင့်ပန်းနိုင်များကိုအောင်မြင်စေရန်ကူညီပေးပါလိမ့်မယ်ခိုင်မာသောဗန္ဒာရေးစီမံကောင်းကင်မှုနှင့်မှန်ကန်သောဥတည်မှုများကလုံဆောင်မှုများကဥတည်မှုများလုံဆောင်မှုများကလက်ကုံပိုင်းသို့ရောက်သည့်အများတစ်ဖြည်းဖြည်းတိုးတက်မှုနှင့်အကျိုးအမြတ်များရှိသူဥတည်စေပါလိမ့်မယ် ဆက်လက်ပြီးအလောက်ကိုင်းတဲ့သမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလအတွင်းမှာဂျိုရီရဲ့တရားမှုကောင်းများကြောင်းရင်ဆိုင်ရမယ့်ဒါအစီများနဲ့ဆန့်ကျင်မဲ့အပြုမှုအရိုးလည်းရှိနေနိုင်ပါတယ်။ဒီလရဲ့အစောပိုင်းအားပေးထောက်ခံမှုခွင့်လန်းများအရှုပ်ကိုရရှိနိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်းချက်ချင်းရလက်များကိုမျောလဲမှနဲ့သတိထားပါ။ရှုပ်ထွေးသောအလို့တစ်ခုကိုအစီမံခံခွဲခြင်းကအတွေ့အကြုံတွေများကိုသိယူရရှိစေမှာဖြစ်ပါတယ်။ ရှုပ်ထွေးသောအခြေအနေများအချို့ကိုရှင်းကျော်ပြတ်နိုင်ရန်အတွက်စိတ်တက်ကွန်ဟာမြင့်တင်တာပါအဆိုးမြင်စေများကိုအပြုသဘောဆောင်ပြီးစိတ်ပန်းဖြည့်စေမဲ့အရာတစ်ခုခုကိုဥတည်စေခြင်းကအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ဒီလလည်းဝန်ကျင်မှာထိရောက်စွာအလုံးလုံးနိုင်ရန်နဲ့အနေထားကိုခိုင်မာစေရန်ထပ်မံဆွမ်းဆောင်ပေးနိုင်မည်ကိစ္စရပ်မျိုးပေါ်ပေါက်လာပါလိမ့်မယ်စီးပွားရေးလုပ်ငန်းရှင်များကလည်းဖောက်တဲ့များပြားကိုထပ်မံရရှိနိုင်ဖို့ရှိပါတယ်လရဲ့နောက်ဆုံးတစ်ဝက်မှာတော့အလုပ်ကိုင်လမ်းကြောင်းမြင့်တက်လာနိုင်ခြင်းရှိပါတယ်ဘေးရန်မှုများကတဖြည်းဖြည်းမိမ့်သွားမှာဖြစ်ပြီးတော့ပုံပုံကောင်းမှုစွာဆန်းဆောင်နိုင်ပါလိမ့်မယ် အခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုဆက်လက်ပြောပြပေးခြင်းပါတယ်။ဒီလမှာရေးအချင်းများကိုတည်တည်ပြရန်အတွက်ပုံမှန်ကြိုးပမ်းအားထုတ်မှုလိုအပ်နေပါတယ်။လအစောပိုင်းမှာကျွမ်းကျင်မှုအသင့်များလေ့လာနိုင်ခြင်းနဲ့ပြမလှုပ်ရှားမှုမျိုးမျိုးကစိတ်ပိုင်းဆိုင်ရာအလုံးစုံမှုများကိုဆောင်ကျင်းပေးလာနိုင်ပါတယ်။ကြိုးပမ်းအားထုတ်မှုများကိုတကြီးရွယ်ဝများနဲ့ဆရာသမားများထံမှအချင်းချင်းကိုမျိုးမှုရရှိပါလိမ့်မယ်။သို့တော်လည်းတိုးတက်လာတဲ့ရင်များနဲ့အတူပြင်းထန်တဲ့ဆန့်ကျင်မှုပြိုင်ဆိုင်မှုကိုလည်းရင်ဆိုင်ရနိုင်ပါတယ်။စိန်ခေါ်မှုများကိုရင်ဆိုင်ဖြည့်ရှင်းရန်လိုအပ်နိုင်ပါတယ်။ လုံဆောင်ရင်လိုအပ်ဒီမှာတင့်လျော်ပြီးစနစ်တကျလုံဆောင်ခြင်းသာဖြစ်ပါတယ်။ဒီလလည်းဝန်ကြီးမှာဆရာသမားများထံမှအသုံးဝင်သောလမ်းညွှန်မှုသည်ပညာရေးထုတ်တမှုပြောအပြုသဘောဆောင်သောတရားမှုရှိလာနိုင်ပွဲရှိပါတယ်။ထို့ကြောင့်ဤဆင်းဝန်ကြီးမှာဆွမ်းဆောင်ရည်ပြီးပူပေါင်းမှလာပါလိမ့်မယ်။ဒီလရဲ့နောက်ဆုံးတစ်ဝက်မှာတော့ဆရာထက်တန်စီသောစိတ်ကူးများချို့ကအရေးကြီးပြီးတော့မပြီးမပြတ်ရှိနေတဲ့စီမံကိန်းများကိုပြီးတဲ့ရန်ကူညီပေးပါလိမ့်မယ်။ခိုင်မာသောဆုံးဖြတ်ချက်ကိုမွေးမြူပြီးအဲ့ဒီအရာကိုဆက်လက်လုပ်ဆောင်မှာလက်ကုံပိုင်းသို့ရောက်တည်နေအများစင်စဲမပြတ်စူးစမ်းအထောက်အပံ့များအတွက်စုလက်များကရှိလာပါလိမ့်မယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလာစင်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။